မြန်မာနှုတ်ချက်နယ်ကိုအစစ်တဆိုင်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ရနေပြီးတော့ပရလောကနဲ့ဂမယဇလားကောင်းလေးတို့ကိုနေ့စဉ်ရွေးချက်တက်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်ကြီးနားဆင်ရမယ့်ဇလန်းလေးကအောင်မြတ်တာဇလန်းတွဲတွေကအဓိကဇက်ကောင်လို့ပြောလို့ရတဲ့တက်ခါရဲ့အကြောင်းကိုပရိသတ်ကြီးကစတင်နားဆင်ရတော့မှာဖြစ်ပါတယ်။ဇလန်းလေးရဲ့နာမည်ကတော့တက်ခိုင်နဲ့ပီးရမျက်နှာဖုံး တဝါကြီးဆရာပြောတဲ့လမ်းဆောင်ကိုတော့ရောက်လာခဲ့ပြီဒီနေရာမှာတင်မဲ့မင်းနဲ့ငါနဲ့လမ်းခွဲကြမယ်ဆရာပြည့်အပ်ထားတဲ့ဂိုင်းတော်ရဲ့တာဝန်တွေကိုခြေပေါ်အောင်ထမ်းရရင်နဲ့ခေါင်းရဲ့သားသမီးတွေကိုကူညီကြရအောင်တန်တရာတခွေ့မှာငါတို့တွေပြန်ဆောင်ကြမယ်တဝါတခါနဲ့တဝါတို့ညီကိုနှစ်ယောက်ဟာဆရာဖြစ်သူအောင်မြတ်သားရဲ့လမ်းညွှန်မှုအတိုင်းညီညီလမ်းဆောင်အောင်ရှောက်လာပြီးတဲ့နောက်မှာတော့အတီးတီးလမ်းခွဲခဲ့ကြပါတယ် ရွာရရလက်တဲ့အကြီးတုပ်ကိုတင်မောင်ရဲ့သားလေးကိုပွေ့ချီအခန်းပြင်ဘက်ကိုထွက်လာခဲ့တယ်။ဟဲ့တင်မောင်။နေမိမမွေးပြီဟာ။ယောက်ျားလေးဟဲ့ယောက်ျားလေး။ဟဲ့တင်မောင်။နေသားမျက်နှာဖုံးပါလာတယ်ဟဲ့။ဘယ်လိုပြ။ကြောက်သားလေးမှာမျက်နှာဖုံးပါလာတယ်။ဟုတ်လား။ကြောက်ကိုပြစမ်းမအောင်။လက်တဲ့အကြီးတုပ်ပွေ့ချီလာတဲ့ကလေးလေးရဲ့မျက်နှာမှာမျက်လုံးပေါက်တွေနှာခေါင်းပေါက်တွေ ပါဇက်ပေါက်တွေကိုဖုံးအုပ်နေတဲ့အလွာပါးလေးတစ်ခုကိုကိုတင်မောင်မြင်လိုက်ရပါတယ်။လက်သေးအကြီးတုပ်ကအဲ့ဒီအလွာပါးလေးကို အသာအရခွာယူပြီးတင်မောင်ရဲ့လက်ထဲကိုတိတ်တဆိတ်ထည့်ပေးလိုက်လေတယ်။တင်မောင်ဒီချောင်းကိုရွာလေးရလူတွေဘယ်သူမှမသိစေနဲ့နော်။ကြားလား။နောက်လုံးပါစေ။ဘာလို့လုံးအကြီးရဒီဆိုဒီမှလည်းတဲလေဒုံဝေးတွေကိုမိသားမှာပါလာတဲ့မျက်နှာဘောကအောက်ပညာတွေဖြစ်တဲ့စုံတို့ကိုယ်ဝေးတို့တိတ်လို့ချေကြတဲ့ တိတ်တိတ်ဝင်ပစ္စည်းတမျိုးဟဲ့ဒီပစ္စည်းသားမတမာသူတွေရဲ့လက်ထဲကိုရောက်သွားမယ်ဆိုရင်ဘာဖြစ်မလဲသာတွေးကြည့်ပြီးတော့ဟုတ်ဟုတ်ကြီးကျုပ်သေးချာမှတ်ထားပါမယ်ဒါလေးနဲ့အတူပါလာတဲ့ဒီမျက်နှာဖုံးလေသေချာသိမ်းထားပါမယ်တောင်မော်ရွာလေးဖြစ်တဲ့မိုးလေးရွာမှာထူဆန်းတဲ့ဖြစ်ရက်တစ်ခုဖြစ်သွားခဲ့လေတယ်အဲ့တော့ကတော့ရွာအနောက်ပိုင်းကကိုတေမောင်ရဲ့မိမမက်ငွေခင်မွေးတဲ့သားလေးရမျက်နှာဖုံးတစ်ခုပါလာတယ်ဆိုတာပဲ။ ဒီအကြောင်းကိုတော့ကိုတိမ်မောင်တို့လင်များနဲ့လက်သေးအကြီးတုတ်ကလွဲလို့ရွာရဲရဘသူမှမသိကြဘူးပေါ့ကလေးမွေးလာပြီးတဲ့နောက်ကိုတိမ်မောင်တို့လောက်ကိုင်းတဲ့စီးပွားရေးဟာဒီရေအလားအလှည့်မြတ်တိုးတက်ကြီးပွားလာခဲ့တယ်မွေးလာတဲ့ကလေးလေးကိုတော့တိဟလိုအမိပေးခဲ့တယ်ဒီလိုနဲ့ရာသူတွေအလေးလေးပြောင်းလဲပြီးတဲ့နောက်မှာတော့ကိုတိမ်မောင်ရဲ့သားတိဟလေးဟာအသက်၁၈နှစ်တင်နေပြည့်ခဲ့ပြီမိုးလေးရွာကတတိကြီးဦးတိမ်မောင်ရဲ့သား ဥဇဘောယုတ်ချောတီဟာကိုတမတ်တော်ကျဲကြတဲ့သူတွေကခက်များများရဲ့တီဟာကတော့ရွာရီရလူတွေသူ့ကိုဘလို့ပဲပြောပြောစိတ်ဝင်စားမှုတစုံတရာမပြခဲ့ဘူးဟဲ့တာရွာထဲမှာတောက်ကိုတမတ်တော်ချင်းတဲ့လူတွေကခက်များများရဲ့ရွာထဲကိုသွားရင်ဒရစ်လေးနဲ့သွားနော်ဟာအမေကလေကျုပ်ကဘာတွေလာပြောနေမှလည်းမသိဘူးဟုတ်သားပဲငွေခင့်ရဲ့တားလေးကငါတို့မျက်စိထဲမှာတော့အခုတည်းကလေးလေးလိုပါပဲ။ ဟုတ်တယ်အဘပြောတာမှန်တယ်လူပြိုပေါလေးဖြစ်တဲ့တိဟာကရှစ်ကိုရှစ်ကန်နဲ့အခန်းထဲကိုပြုံးဝင်သွားတော့တယ်အခန်းထဲကိုရောက်တာနဲ့အဲ့ရောက်ပေါ်ကိုလှဲချမိလိုက်တော့ဘေးမှာရှိတဲ့ရှေးဟောင်းဘီလိုကြီးကိုပခုံးနဲ့တိုက်မိလိမ့်တယ်အအလာလာ နားလိုက်တာဗျာဟင်ဒီဘူးလေးရောက်ပါလိမ့်လေဟဲ့တိုင်းရီစောနာဘာသာနေလဲကွဘာမှမဟုတ်ပါဘူးအမေရဲ့ အမေရဲ့အဝတ်အစားအဟောင်းတွေထည့်ထားတဲ့ဗီဒီယိုကြီးကိုဝင်တိုက်ပြုလို့ပါ။ဒါဘာမှမဖြစ်ဘူးနော်။အမေဖြစ်သူရဲ့အမေကိုပြက်ပြင်းနေတဲ့ဗီဒီယိုပေါ်ကပြုတ်ကျလာတဲ့ရုံးတက်တာလေးကိုကောက်ယူပြီးကြည့်လိုက်တယ်။ဖုန်းနဲ့အလဲလိုက်တက်နေတဲ့ရုံးတက်တာလေးကိုဖွင့်ကြည့်လိုက်တော့လက်တော်စာအရွယ်ရှိတဲ့စက္ကူလိုအရာလေးကိုတွေ့လိုက်ရတယ်။ဒါပါလေးလေစက္ကူလေးလား။စက္ကူဆိုရင်လည်းဖြုတ်ဆွနေရမှာလေ။ဒီစက္ကူကဘာလို့အဲ့လောက်ထိပါနေရတာလဲ။ လက်ပေါ်မှာတင်နိုင်တော့ထုတ်ချင်းမောင်မြင်နေရတာစကူတော့မဟုတ်တော့ဘူးကျုံမပဲအဘနဲ့အမေကိုမြင်ကြည့်ပါတော့မယ်လေအဲ့လိုစကူလိုပေါလွာနေတဲ့အရာကသူ့ရဲ့မွေးရပါမျက်နှာဖုံးဆိုတာကိုတော့ဒီဟာတယောက်မသိခဲ့လိဘူးအဲ့ဒီညမှာပဲအရင်တုန်းကတခါမှမမြင်မက်ဖူးတဲ့အိမ်မက်မျိုးတွေမြင်မက်လာခဲ့တယ်။ဟဲ့ဟိုတိဟမင်းငါ့ကိုဘယ်တော့မှထောက်သုံးမလဲကွ။ဟမ်မင်းမင်းဘာတူလဲ။ဘာဖြစ်လို့မင်းက ငန်းနဲ့ရုပ်ချင်းစီတူနေရတာလေတိတ်လည်းမလောက်ပါနဲ့ကွာမင်းငါ့ကိုရှာတွေ့မဲ့အချင်းကိုစောင့်နေတာကွာငါ့ကိုမင်းလက်နဲ့ထိလိုက်တော့ငါ့ရဲ့အစွမ်းတွေကအခုမှနိုးထလာတယ်လို့ပြောရမယ်ဘာတွေလဲကွာငါ့မင်းကိုထိလိုက်လို့အစွမ်းတွေရလာတာတွေရောနိုးထလာတွေရောရှုပ်ရှက်ကိုခတ်နေရပဲနေနေပါဦးမင်းကလည်းငါပြောတာကိုဆုံးဝနားထောင်လीဒီလိုကွာတီဟာနဲ့ရုပ်ချင်းစစ်တူတဲ့အိမ်မက်ထေရတီဟာက သူဟာတီဟောက်မွေတို့ကအတူတူပါလာတဲ့မျက်နှာဖုံးရဲ့အဆောင်ပုဂ္ဂိုလ်ဖြစ်တဲ့အကြောင်းတီဟောက်မွေလာတဲ့အချိန်ကလေးကမျက်နှာဖုံးကိုတခါမှမထိကန်ခဲ့တာကြောင့်အခုလိုတီဟောက်ရဲ့လက်နဲ့ထိလိုက်တဲ့အချိန်မှာပဲအစွမ်းနဲ့နိုးထလာတာဖြစ်ကြောင်းဂျက်ကြလက်ကြနဲ့ကိုရှင်းပြလေတော့တယ်မင်းမအစွမ်းနဲ့ရှိတယ်ဆိုတော့ငါကဘလို့ယုံရမှာလဲမင်းမဝဲခင်တော့မင်းမိဘတို့ရဲ့စီးပွားရေးအခြေအနေကအသေးအသေးပဲရှိတာဟောမင်းလဲမွေးလာပြီးတဲ့နောက်ပိုင်းမှာ တို့ရဲ့စီးပွားရေးတွေကတဟုံတို့တိုးတက်လာခဲ့တာပဲကွာမင်းမယောရင်မင်းရဲ့အဖေးနဲ့မင်းကိုမေးကြည့်လိုက်ကဲကဲဒီလောက်ပဲပြောဦးမယ်မင်းလည်းပြန်တော့ဟဲ့တာထားတော့လေကွယ်ငငယ်လေးကလေးကဒီလို အချိန်ကြီးတစ်ခါမှလည်းမအိပ်ဘူးဒီနေ့မှဘလို့တွေဖြစ်နေရတာလဲဟိုမှမင်းဘာရားရဲသွားဖို့စောင့်နေတယ်မင်းများသွားလိုက်မိကြီးဖြစ်သူရဲ့အတန်ကိုကြားလိုက်ရတော့နေနေချိုက်ချိုက်အိပ်ပျော်နေရကနိုးထလာခဲ့တဲ့တီဟာဟာ သူကြုံလိုက်ရတာတွေကအိမ်မက်တစ်ခုဖြစ်နေမှသိလိုက်ရတယ်။ဖခင်ဖြစ်သူနဲ့ယာကင်းနဲ့ကိုလိုက်လာရတဲ့ဆိုပေမဲ့စိတ်ကတော့အိမ်မက်ထဲမှာတွေ့ကြရတဲ့ဒီဟာနောက်တယောက်ပြောမယ့်စကားတွေကသာသူတွေးတောနေတာမို့လောက်သမ ्या ကအလွဲလွဲအချော်ချော်နဲ့ဟာဒီနေ့ငါသားကိုကြည့်ရတာတမျိုးပဲဘာရင်းများအလိုမကျဖြစ်နေရလဲအော်ဘာမှမဟုတ်ပါဘူးအဖေကြောက်နေလို့တိတ်မကောင်းလို့ပါ စစောဟာပြောရပေါ့ငါသားရဒါဆိုဒီနေ့အဖားတို့စစောအိမ်ညကြတာပေါ့ဟုတ်ဟုတ်ကဲ့ပါဒီလိုနဲ့ကိုတင်မောင်တို့သားအဖားတွေအလောက်တွေစောတဲ့လို့ညနေမစောက်ခဲ့အိမ်ကိုပြန်လာခဲ့ကြတယ်ဟုတ်တော့ဒီသားမတွေစစောပြန်လာကြတာပေါ့လားအေးဟေးဒီမဲ့လေမိရဲ့သားနေလို့ထလို့တိတ်မကောင်းဆိုတာနဲ့စစောပြန်လာခဲ့လိုက်တာစိတ်လေးပါလေတက်လိုက်ပါအောင်တားရီ နေမကရင်ဆေးလာတောက်လိုက်အောင်တော့ပြန်ရင်ယောက်ျားအခန်းထဲတင်းဝင်သွားတဲ့တားဖြစ်သူကြအောင်မငွေကလှောက်အောင်လိုက်လိုက်တယ်။တရားကတော့အခန်းထဲရောက်တာနဲ့ရိုးတက်တာလေးကိုထုတ်ပြီးငယ်စဉ်ကလေးအောင်ပါလာခဲ့တဲ့မျက်နှာဖုံးကိုကင်ထားရင်အိပ်ပျော်သွားခဲ့တယ်။ထက်ရောက်လာပြန်ပြီလားကွ။မင်းဘာတဲ့ချင်လို့လဲ။မင်းမှအစွမ်းနေရှိတယ်လို့ပြောဖို့တယ်နော်။ငါ့ကိုလည်းမင်းလိုအစွမ်းအောင်သိမင်းပါလားကွ။တီဟာတီဟာ မင်းရတော့လေရလေလို့လေအိုတစီစိုးသူလိုပါပဲလားမင်းပြောတာငါနားမလဲဘူးငါနားနေအောင်လဲပြောပြစမ်းမအောင်ကွာဒီလိုဟေးတကယ်တော့မင်းမနင်းနဖုံးတစ်ခုတော့ရှိတာကွာမင်းရဲ့မိဘတွေကအလှယ်မြန်ကြီးပွားလာတယ်ဆိုတာကလည်းအခုလက်ရှိမင်းမရှိနေတဲ့လာဘမျက်နှာဖုံးကြောင့်ပဲငါကတော့မင်းစီရနဲ့ခွာယူခံလိုက်ရတဲ့ပေးရမျက်နှာဖုံးပေါ့ကွာဒါတော့ဆိုရှင်းသွားပြီထင်တယ်ဒါတော့ဆိုငါသဘောပေါက်ပြီ ငါ့ကိုမင်းတို့အစွမ်းနေရအောင်တိတ်မိကွာ နော်ငါ့ကိုတိတ်မိပါကွာဟွန်းပြောမရမှာတော့တိတ်မိရုံပဲရှိတော့တာပေါ့ဒါပေမဲ့မင်းကိုတခုမှချင်းနေငါတိတ်ပေးမယ့်ပညာရက်ကိုတက်မြောက်ပြီးသွားရင်တော့မင်းရဲ့စိတ်ကိုအကောင်းဆုံးထိချုပ်နိုင်မှာဖြစ်မယ်မထိနိုင်ရင်တော့နောက်ဆက်တွဲဖြစ်လာမယ့်အရာတွေကကောင်းမှာမဟုတ်ဘူးငါငါစိတ်ကိုအတက်နိုင်ဆုံးထိမှတ်မယ်လို့ခရီးပေးပါတယ်ငါ့ကိုတိတ်မိပါကွာနော်ကောင်းပြီလေ ဒါဆိုမင်းကိုအပြင်မှာတော့တင်မင်းလို့မရနိုင်ဘူး။မင်းနဲ့ငါအခုလိုပဲအိမ်မက်ထဲမှာတွေ့ကြရင်မင်းကိုတင်မင်းမယ်။တင်တာကကြာမလာရင်မင်းကလည်းတင်အောင်မတင်ရသေးဘူး။ကြာမလာကအရင်မင်းနေတယ်။ကြာမယ်မကြအောင်ဆိုတာကတော့မင်းရဲ့စူးစမ်းမှုပေါ်မူတည်တယ်ကွာ။ငါအကောင်းဆုံးစူးစမ်းမှာပါကွာ။အေးပါအေးပါစောင့်ကြည့်ရသေးတာပေါ့။အိမ်မက်ထဲမှာတွေ့ရတဲ့တရားက လူစစ်စစ်ဖြစ်တဲ့တိဟောက်ကိုပီရမျက်နှာဖုံးရဲ့အတုံးဝင်မုံနေမျက်နှာဖုံးအတုံးပြုတ်ပုံတွေကိုညစဉ်ညတိုင်းအိမ်မက်ထဲမှာပဲစနစ်တကျတည်မိခဲ့လိတယ်အချိန်အားဖြင့်နှစ်နှစ်တာကုံဆုံးသွားခဲ့ပြီးတဲ့နောက်မှာတော့တတိသားတိဟဟာလာဝမျက်နှာဖုံးနဲ့ပီရမျက်နှာဖုံးတွေကိုအပြေဝအတုံးချလာနိုင်ခဲ့တယ်တိဟပိုင်ဆိုင်တဲ့လာဝမျက်နှာဖုံးရဲ့အစွမ်းကြောင့်မိုးလေရမှာတထေးကြီးဥတီမောင်လုံးမွေးလိုက်ကို မသိတဲ့သူမရှိလောက်အောင်ជីជីတဲ့ချမ်းသာလာခဲ့တော့တယ် နနေတာကာလအတွင်းမှာနင်းနဖုံးတစ်ခုရဲ့အသုံးပြုပုံကိုလေသူ့နေသူ့ဟန်နဲ့ပြောင်းလဲနိုင်တဲ့အထည်ကိုကျွေးကျင်လာခဲ့တယ်။လာဝမျက်နှာဖုံးရဲ့အဆုံးကိုပဲအချိန်ကြာမြင့်စွာအသုံးပြုလာခဲ့တဲ့ဒီဟာပြီးရမျက်နှာဖုံးရဲ့အဆုံးကိုလည်းစမ်းတဲ့ချင်းနဲ့စိတ်တွေဖြစ်လာခဲ့တယ်။သူ့ရဲ့မျက်နှာကိုညာဘက်လက်နဲ့တတ်ချလိုက်တော့အေးကင်းနဲ့ဖြစ်သွားသလိုခံစားလိုက်ရပြီးပြီးရမျက်နှာဖုံးရဲ့အစွမ်းတွေအသက်ဝင်လာပြီဆိုတာသိလိုက်ရပါတယ်။အဘကျုပ်ရွာတဲ့ခဏသွားလာမယ်ဗျာ။ ညနေစာစားပြီးအချိန်အမိပြန်လာခဲ့ပါမယ်။အေးအေးငတ်တာဂရုစိုက်သွားအောင်တော့ကုတင်မောင်ရှင့်သားရိုးရိုးရိုးရဲ့လား။မင်းဝေခင်မင်းစကားဘလို့ကြီးလဲကွာ။ရှင်ဟာလည်းအခုထိကိုဒုံးဝဲလုံးတော့ကျတော့သားလေးအိမ်ပြေမထွက်ဖြစ်တာနှစ်နှစ်ကျော်ပြီလေ။အခုမှဘာစဲကူးပေါက်ပြီးရွာထဲကိုသွားလဲမသိဘူးလို့ပြောတာတော့။ဩလူငယ်တဘာဝရွာထဲမှာလူပြိုးနေတာနေမှာပေါ့ဟာ။ ငါသားလေးစိတ်ချမ်းသာသလိုနေပါစေတော့လားရာထဲကိုထွက်သွားတဲ့တာဖြစ်သူရဲ့ကြောကိုကြည့်ကိုတင်မောင်းတို့လင်မယာတီတူ ပြောဆိုနေကြတယ်အဲ့ဒီနေ့မှာပဲတီဟာတယောက်အပြောင်းလဲကြီးပြောင်းလဲသွားလိမ့်မယ်ဆိုတော့ကိုတော့ဘသူမှမသိခဲ့ကြဘူးကြည့်ကြည့်မို့ငါငါလေးနင့်ကိုပြောစရာရှိရဲ့တိလားဗာမြလေးဟာနင်းနဲ့ငါဟိုးငယ်ငယ်လေးကတည်းကအတူတူကြီးပြက်လာခဲ့တာ哦ပြောစရာရှိရင်ပြောလေတီဟာရဲ့ ဟိုဟိုလေငါငါနဲ့ကိုချစ်တယ်ချင်းမုံညီငါ့ကိုစနေရလားတီဟာငါနဲ့ကိုမစပါဘူးဟာအတီပြောနေတာပါတီဟာကရွာတကြီးသမီးမြချင်းမုံရဲ့လက်ကိုကန်လိုက်တဲ့ချိန်မြချင်းမုံကမလုံးမရှက်ညစ်တသွားခဲ့တယ်ခဏကြာမှတော့တရိပ်ပြောင်းဝင်လာခဲ့ပြီတီဟာလူချင်းနဲ့အဖြေကိုပြီးတော့တယ်ငါလည်းနင့်ကိုချစ်ပါတယ်အသက်မပါတဲ့စကလုံးတွေကို လေးပင်နေတဲ့လေးတက်မျိုးနဲ့အများကြီးမုံပြက်ဖြစ်မိတယ်။သူ့လိုချင်တဲ့အဖြစ်ကိုရသွားတော့တီဟာဟာအပြုတ်လို့မီညာကြီးမုံကိုတိကျစွာနဲ့ဖတ်ထားလိုက်လေတယ်။ရွာထဲမှာမာနာကြီးတခွဲသားနဲ့မြင်မြင်သမျှယောက်ျားတိုင်းကို မုံတီးနေတဲ့ညာကြီးမုံကိုယ်တိုင်တော့မှပဲ။ငါ့ရဲ့ပြရမျက်နှာပေါ်အဆက်အောင်မှာပြပြဝင့်နေရပြီ။ဟိဟိတိတ်ကိုအဆက်ထွန်းလာပါလား။သူပါဆိုင်ထားတဲ့ပြရမျက်နှာဖုံးရဲ့အစွမ်းကိုမြဝတီထေတွေ့လိုက်ရတဲ့တီဟရဲ့ခေါင်းထဲမှာတော့ မကောင်းတဲ့အတွေ့တွေကရိုက်သွင်းစရာမလိုပဲဝင်ရောက်လာခဲ့တယ်။ဟာဒီဒီဆွေးနေတာဆိုရင်ကြိုက်တဲ့မိမကိုကြိုက်တဲ့အချိန်ကောက်ယူလို့ရပြီကွာ။ဒီဟာကတော့တူစေးမိထားသလိုလေးလံထိုင်မိုက်နေတဲ့မြချင်းမုံကိုဖတ်ထားရင်ကအာရပါရကျင်းတဲ့အတံမျိုးနဲ့တဟဟအော်ဟိရှီမောနေတော့တယ်။အဲ့ဒီချိန်မှာပဲမြချင်းမုံရဲ့ဘွားဟာမမျော်လင့်မဲ့အညွန့်ကျိုးရရရှာလိတယ်။ ပြီးရမျက်နှာဖုံးရဲ့အစွမ်းကိုအတုံးချတတ်လာပြီးတဲ့နောက်မှာတော့ရွာထဲကမမပြိုလူတွေတိုင်းတီဟာနဲ့ကင်းလွတ်တဲ့လူရဲလို့မရှိဒီသတင်းကိုကိုတေမောင်တို့လင်မြကြားလိုက်ရတဲ့အချိန်မှာတော့အတော့အမဒေါသဖြစ်သွားခဲ့တယ်။ငွေခေမင်းရဲ့သားကိုမင်းပြောမလားငါပြောရမလားရှင်မင်းရှစ်သားလေးစိတ်ချသာသလိုနေပါစေဆိုအခုမှတော့ချက်ကိုလာမပြောခိုင်းနဲ့ရှစ်ပါသာရှင်နိုင်အောင်ထိတ်ပေါ့ဟုတ်ကောက်တိဟအနားလာကိစ္စအား လေကလေးတချို့ချွနဲ့ရွာရရပြန်လာတဲ့တာပြစ်သူတီဟာကိုခေါ်ပြီးစူပူချိန်မှမတော့တယ်။မေးဘာတွေလောက်ခဲ့တာလဲငါသား။မေးအเจ้าနေရွာထဲမှာတယောက်တစ်ပါးကိုပြောနေလိုက်ကြတာများ။နားရှက်စရာကွာ။မေးဘာတွေလောက်နေရလဲ။ဟေ့အောင်ငါမေးတာဖြစ်စမ်း။ကျုပ်ဘာလောက်နေလို့လဲအဘရ။ရွာထဲကလူတွေရှာရုံးမရှိတိုင်းရှောက်ပြောနေတာ။အဘတို့ကယုံနေလား။ဟေ့ကောင်။ရွာထဲကလူတွေကရှောက်ပြောနေတာမဟုတ်ဘူးကွာ။ ငါရဲ့အရှင်ဝါကြောင့်သာမပြောရကြလို့ညင်နေကြတာပုတ်လို့ပေါ်ဟုတ်လို့ကြော်တဲ့အဲ့စကားကိုမင်းမြင်မြတ်မှတ်တာကြောက်လို့နေရတဲ့အလုံးကိုကြောက်သိတယ်ဗျရွာတွေကကြောက်ကိုတထေးသားဆိုပြီးတော့အမေဖမ်းချင်နေတဲ့လူတွေကိုပြညာပြလိုက်ရုံမှာအဘရဲ့ဘာကွာမင်းစကားတွေကမရိုင်းလာကြည်လားငယ်စဉ်ကလေးကမင်းကိုဒီလိုတွေလုပ်ဖို့ငါတင်မင်းရဲ့ဘူးသလားအဘတော့တင်မပေးခဲ့ပါဘူးဒါပေမဲ့ လူဆိုတာကိုယ့်ဘီစားနဲ့ကိုလာတာပဲလေငါသားမင်းစကားတွေကတော်တော်တရားလုံးနေပြီနော်ကို့ဖေကိုဘလို့ဒီပြင်မျိုးနေရလဲကျောက်ကအဘပြောလို့ပြင်မျိုးပြနေတာပါအမေရဲ့တောင်ွယ်ခင်ရဲ့ကြောက်ရွံ့မှုကြောင့်တီဟာတို့တားပစကားစာဖြတ်လိုက်ကြတယ်အခန်းထဲကိုဝင်သွားတဲ့တားဖြစ်သူကိုကြည့်မြင့်ယူရီကြောက်လာတဲ့ဦးတင်မခင်များအတွေးနေလုံနေတော့တယ်ငါသားကိုအလိုလက်ခဲ့မိတာမှားသွားပြီလား မင်းကွာငါဒီလောက်အတန်တန်မှားထားရနေဘာလို့များငါသင်ပြီးခဲ့တဲ့ပြညာတွေကိုဒီလိုမကောင်းတဲ့နေရာတွေမှာအသုံးချနေရတာလဲမင်းကငါ့ကိုဆရာကြီးလောက်တာလားမင်းသင်ပြီးတဲ့ပြညာတွေကိုငါမကောင်းတဲ့နေရာမှာသုံးတော့ရောဘာဖြစ်လဲမင်းနေရာမင်းသင်စားမှာကွာမင်းပြောနေတဲ့မကောင်းတဲ့အရာတွေကိုမင်းမလုပ်ဘူးသေးလို့ပါကွာဟွတစ်ခေါက်လာလေးစမ်းကြည့်ယူယူမှုမှုကိုဆွဲလန်းသွားလိုက်အောင်မယ် ပြီးရမျက်နှာဖုံးရဲ့အဆောင်ကပြောတာကိုတော့မှနားမထောင်နိုင်တော့ပဲတီဟာတယောက်တော့အမိုက်မောင်ကြီးတဲ့ကိုတီးတီးကြီးနဲ့တုံ့ဝင်နေတော့တယ်ကိစ္စတွေအမျိုးမျိုးဖြစ်ပြက်ပြီးတဲ့နောက်တချို့တော့ကိစ္စတွေကိုငွေကြေးအရဖြည့်ရှိပေးလိုက်တော့ပြည်လဲသွားတယ်ဆိုပေမဲ့ရွာသကြီးသမီးမြာကြီးမုံရဲ့ဗိုက်ထရမြေဦးလေးအတွက်တီဟောက်ကိုအပြေဝတာဝန်ယူခိုင်းခဲ့လေတယ်ဦးတိမောင်ရဲ့အတွေ့အကြုံမှာကတီဟောက်ကိုသာမိမပေးစားနိုင်ခဲ့မယ်ဆိုရင်ဒီလိုမကောင်းတာတွေလုပ်နေတဲ့တီဟာတယောက်ချင်းချင်းသွားမယ်ပေါ့လေ ဒါပေမဲ့လေအထင်းနဲ့အမြင်ကတက်တက်စီအောင်ကိုလွဲခဲ့တော့တယ်။ဇနီးမယားဖြစ်တဲ့မြာကြီးမအပေါ်မှာလေလင်းဝတရားမကြည်မုန်းတဲ့အပြင်မိုးလေးရွာတဲ့ကမင်းကလေးတွေဟာသူအိမ်အောင်တဲမဲ့တိကြတာမို့တခြားရွာကမင်းကလေးတွေကိုပြစ်မှတ်ထားလာခဲ့တယ်။ကိုလေးလင်းဝကြီးနဲ့မိမဖြစ်သူရှိနေတာတော့မှအသိတရားမရသေးပဲအရင်လိုစိုးမြက်မိုက်နေ။အဲဒီလိုနဲ့ကိုလာလေဆယ်လောက်ွားဆုသူလို့ပဲနေစီလာစီလို့မွေးကန်နေဖြစ်နေတဲ့ ညာကြီးမုံရဲ့ဘေးမှာတော့မှတီဟာရှိမနေခဲ့ဘူး။အဲ့ဒီညာကမိုးတွေတဲတဲမဲမဲရွာနေခဲ့ပြီးကလေးမွေးဖွားကိုကိစ္စောက်လေ။ဦးတင်မောင်တို့လင်မြားကပဲအဆအဆအရာရာစီစဉ်ဆောင်ရွက်ပေးရတယ်။တင်မောင်စိတ်ကိုခံနိုင်ထားတော့။နင်နင်တို့မြေလီကအသက်ပါမလာခဲ့ဘူးဟဲ့။ညာကြီးမုံပြန်ပြီးသတိမရလာခဲ့။ကလေးကိုမြေမြတ်သွားမြုပ်လိုက်ပါ။အခုလိုအသွင်းတို့တာနုအချိန်မှာတို့ဟိုဒီအကြောင်းကြီးပြောပြလို့မဖြစ်သေးဘူး။ လက်တဲ့အကြီးတုံးရဲ့စကားတွေကဥတိမောင်ရဲ့ရှင်ကိုဓာတ်နဲ့မှုနေတယ်လို့တစစ်စစ်နဲ့ခံစားနေရပြီးနေရီတွေကထိမြအောင်စီစစ်လာခဲ့တယ်။သူတို့ရဲ့ပထမဆုံးမြေဦးလေးကို ဆုံရှုံလိုက်ရပြီးမိုးတွေကတဲလျှက်စီးတွေကပြုတ်ပြုတ်ပြက်ပြက်လက်လက်ထနေတဲ့အဲ့ဒီညမှာပေါတူးတလက်ကိုယူလို့တည်ဆုံသွားတဲ့မြေလေးကိုအဝေးဖြူလေးပတ်ပြီးမိုးလေးကတုတ်တက်မှာနေရီဆက်လက်နဲ့ဥတိမောင်ခမရတည်တည်ချာချာမြုပ်နှံပေးခဲ့တော့တယ် ညီရေအဖိုးကိုခွတ်လို့ပါကွာညီရေအဖေကိုတေးချမဆုံးမနိုင်ကြတဲ့အဖိုးကိုခွတ်လို့ပြပါညီလေးလူလောကကြီးထဲမှာတရရင်လေးတောင်ညီမသွားနိုင်ကြတာအဖိုးရဲ့အဖြစ်တွေပါအခုလောက်ဆိုဦးကြီးရဲ့သားလည်းအမြင်မဲ့ရသိပြီဒီတိုင်းလို့ထားလိုက်ရင် မလိုလားအပ်တဲ့ပြဿနာတွေကိုဖိတ်ခေါ်ပြီးသားဖြစ်နေမယ်ဒီတော့ကျုပ်ကပဲဦးကြီးသားကိုဆုံးမပေးပါမယ်ညီလေးကိုလာပြီးမြှုပ်နှိုက်ရင် ငွေရကြီးထဲမှာအော်ဟင့်ငိုယိုနေတဲ့ဦးတင်မောင်ရဲ့ပခုံးကိုတစုံတစ်ယောက်ကဖမ်းကလိုက်တော့မှလှည့်ကြည့်လိုက်တယ်။လျှက်စီးလိုက်တာကလည်းအချိန်ကြိုက်သလားမှတ်ရတယ်။ဝင်းကနေဖြတ်သွားတဲ့အချိန်ဦးတင်မောင်မြင်လိုက်ရတာကတော့ဒီကြီးတဲ့မျက်နှာနဲ့အသက်အဖြစ်30ကျော်လူရဲ့တူ။ဟင်။မင်းကဘလို့လို့ပြီးငါသားအကြောင်းနေတင့်နေရတာလဲ။တိရပေါ်ဦးကြီးရ။အဲ့ဒါကြောင့်လဲကျုပ်ဒီကိုရောက်လာခဲ့တာပဲ။ကဲထပါဗျာ။ မနှက်ပြန်ဆက်ပြီးတော့ကျုပ်တို့တွေဦးကြီးသားကိုအတိတ်တရားရအောင်အပြည့်ပြည့်ဆုံးမကြတာပေါ့ဦးလေးရဲ့သားကိုလိမ္မာရေးချရှိအောင်တကယ်လှုပ်ပေးမှလားလူလေးကျုပ်အသက်နဲ့ကိုလောင်းကြီးထက်ပြီးပြောရည်ကြကျုပ်ဘယ်လိုနီးလဲနဲ့ပဲဆုံးမဆုံးမဦးကြီးတို့ဝင်ပါလို့မရအောင်တော့စိတ်စိတ်ချပါလူလေးရဲ့ဦးကြီးရဲ့သားသာအရင်လိုမစိုးမမိုက်တော့ဘူးဆိုရင်ဘာဝဲလောက်ရလောက်ရဦးကြီးလှုပ်ဖို့အသက်မှာပဲအဲ့လောက်ကြီးလဲမလိုအပ်ပါဘူး ကဲပါအဲရောက်မှပဲအေးအေးစစ်စစ်ပြောကြတာပေါ့အခုတော့မိုးရေတွေရွှဲနေပြီမို့အင်ကိုပဲပြန်ကြရအောင်အမိမတိလူရယ်လေးပြောတဲ့စကားတွေကြောင့်အတက်သွားတဲ့ဦးတင်မောင်ကတောတံမှာတွေ့ကြရတဲ့လူငယ်နဲ့တူတက်ကြွတဲ့ခြေလမ်းတွေနဲ့အင်ကိုပြန်လာခဲ့လိမ့်တယ်အင်ကိုရောက်တာနဲ့ဇနီးဖြစ်သူဒေါငွေကင်းကိုအချိုးအချောင်းပြောပြလိုက်တော့ခြေနဲ့စွာနဲ့လက်ခံခဲ့တယ်ကျုပ်တို့သားလေးကိုတေချာမဆုံးမနိုင်ရဲ့လို့ အခုလိုတွေဖြစ်ခဲ့ရတာပါ တားလေအတိတရားပြွင့်အောင်ဆုံးမနိုင်ဆုံးမပေးစီခြင်းပါတယ်ဆရာလေးရဲ့တိတ်လည်းမစွေးမှနဲ့ကြောက်ကုတ်လာတာလေတိဟစီမှာရှိနေတဲ့ပြရငင်နှဖုံးကြောက်မယ်ဓာတ်နဲ့စကားမဆက်ကြောက်နေမရတက်ခိုင်ပါဒီဟာဆရာလေးတက်ခိုင်ကဘယ်ရဖက်လို့ဒီအကြောင်းတွေကိုတော့ကျွတ်တို့လိုစေးဆရာတွေတိုင်းတည်တည်တလောက်တော့သိကြပါရဲ့ကြောက်ဒီကိုလာတယ်ဆိုတာကလေဦးကြီးတို့ရဲ့သားတိဟာက ပြည့်ရမျက်နှာဖုံးရဲ့အဆောင်းကိုအချိန်တော်ကြအောင်လွဲမစွာအသုံးပြုနေတဲ့အတွက်လာရောက်ပြီးတော့တားဆီးချေဖြစ်ပါတယ်။အခုဆိုရင်ပြည့်ရမျက်နှာဖုံးရဲ့တရေအောင်လဲပညာတွေကြီးမှာအတော်လေးကိုပြည့်နေနေပြီ။ကြောက်တာဒီရောက်ကိုအချိန်မီရောက်မလာခဲ့ဘူးဆိုရင်တိဟအတွက်လည်းအသက်အန္တရာယ်တော့ရှိနိုင်ပါတယ်။တခိုင်ကဥတီမောင်တို့လင်မယောက်ကိုအကျိုးသိအကြောင်းသိရှင်းပြပေးတဲ့နောက်မှာတော့ဒုံဝေခင်တို့ဘက်ကလည်းချီချီနဲ့နဲ့ကြီးကိုလက်ခံကြတော့မို့ ဦးတင်မောင်တင်ထားတဲ့ပြည့်ရမျက်နှာဖုံးကိုယူစီခဲ့တယ်။ဒီဒီမှာပါဆရာလေး။ตาလေးမွေးတော့ကခွာယူခဲ့တဲ့မျက်နှာဖုံးလေးပါ။ဦးတင်မောင်ယူလာခဲ့တဲ့ယွန်းတစ်တာတွေကလက်တော်စာအရွယ်ရှိတဲ့မျက်နှာဖုံးလေးကိုထုတ်ပြီးတက်ခါတယောက်သူ့ရဲ့လက်ဝါးပေါ်မှာတင်လိုက်တယ်။မျက်စိကိုမှတ်ပြီးအာယုံခံလိုက်တော့ပြည့်ရမျက်နှာဖုံးရဲ့အဆောင်ပုတ်ကဘုံတော့ကနေတဆင့်စကားလာပြောတယ်။ဆရာလေး အဲ့ဒီကောင်ရဲ့လောရက်တွေကိုတားဆီးပေးနိုင်ရင်တားဆီးပေးပါ။သူ့ကိုဒီလိုအသုံးပြုတတ်အောင်သင်မိခဲ့မလို့လေ။ကျုပ်တော်တော်လေးကိုမှနောင်နာရနိုင်မိပါပြီ။ဒါဆိုငါဒီမျက်နှာဖုံးကိုဖြည့်ဆည်းပြည့်မယ်ဆိုရင်မင်းဘက်ကလက်ခံပါလား။ကျုပ်ဆရာလေးရဲ့ဆုံးဖြတ်ချက်ကိုကြည်ကြည်နက်နက်ကြီးကိုလက်ခံပါပါ။ကောင်းပြီ။မင်းသွားနိုင်ပြီ။ဆရာလေးတက်ခိုင်းဘယ်လိုလုပ်မယ်လို့စီစဉ်ထားလိုက်ရင်အဖကြောက်ပြန်လာပြီဗျ။ တကားဖွင့်ပြောလေအဘဦးတင်မော်ရဲ့မိကွန်းဆုံးတာနဲ့အိရှိတကားကိုတဒုံတို့ထုနေတဲ့အတန်တွေကိုကြားလိုက်ရတယ်တောင်ဝေခင်ကတကားတော့ဖွင့်ပြလိုက်တော့မိုးရီရွှဲစုံနေတဲ့တီဟာကိုတက်ခါတွေ့လိုက်ရတယ်တကားပွင့်လာတာနဲ့တက်ခိုင်ကသူ့လက်ထရမျက်နှာဘုံကိုတီဟာမမြအောင်အလင်းမြန်မဲဝှက်လိုက်တယ်အဘအဲ့လူကဘာလုပ်လဲအော်ဒါလားခေးသားစည်းစရာတယောက်ပါ အဘတော်စီမှာတညာလောက်တဲချင်နေဆိုရနဲ့တဲဝင်ပြီးထားတာရှက်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 တွေမလုံးကြနဲ့နော်ကြောက်မကြိုက်ဘူးကြောက်ပင်မလာလို့ပါနာတော့မယ်ဇနီးဖြစ်သူကိုမေးဖို့တော့မရပဲအခန်းထဲကိုတဲဝင်သွားတဲ့တီဟာကိုကြည့်ရင်တက်ခါရဲ့စိတ်ထဲမှာအတွေ့အကြုံပေါ်လာခဲ့တယ်အော်သူ့မှာဆွဲကက်နေတဲ့တဏှာရာက အမိုင်းမောင်ကြီးကအတော့အမှစိုးနေပြီကိုဦးတိမောင်ကနင်းနှပုံးထည့်ထားတဲ့ရုံးသစ်တာကို တေဟာအိမ်မောကြနေတဲ့အခိုက်အခန်းထဲမှာပြန်ထားလိုက်လေတယ်။မင်းနဲ့ပြန်ကြရဲ့တေဟာကိုဘလို့ပုံစံမျိုးနဲ့ဆုံးမမလဲဆိုတာဦးတင်မောင်တို့ကိုပြောပြပြီးတော့ဖះဝုပြုတ်ပြီးရနဲ့တက်ခိုင်ဟာသူ့အနားယူဖို့ပေးထားတဲ့အခန်းထဲကိုဝင်ခဲ့လေတော့တယ်။အာငါငါမျက်လာကြည့်ဘာဖြစ်သွားလဲ။ကဲကဲဘာဟုတ်ပြာအခန်းထဲကတေဟာရဲ့အော်ဒါကြောင့်တက်ခိုင်နဲ့အတူတူဦးတင်မောင်တို့လင်မြဝင်လာခဲ့ကြတယ်။ ားလုံးမြင်လိုက်ရတာကဂရင်းပေါ်မှာလဲလျောက်နေတဲ့တီဟိုက်ရဲ့မျက်နှာမှာအရေကိုစောက်ခံနိုင်ရသလိုကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်။အဖကျုပ်ကျုပ်ကိုကြည့်ပါဦးဗျာ။ကျုပ်ကိုကြည့်ပါဦး။อืมဒီတန်ရအနေထားကိုကြည့်ရတာကတော့အလွန်အဆွတ်ထက်တဲ့ဖြစ်စီတမျိုးအချိန်တော်တော်ကြာအောင်ဆစ်ဆစ်မြင့်မြင့်သုံးခဲ့လို့ပဲဖြစ်မယ်။အချိန်ကြာတော့အဲ့ဒီအဆွတ်နေနဲ့တဟဆာတာမဖြစ်တော့ပဲ။အခုလိုဖြစ်သွားတာပေါ့လေ။ တခိုင်ကတီဟကိုမကြကြအောင်ဖျက်ချောက်တော့တယ်။အခြေအနေတွေကိုကြိုသိနေတဲ့ဦးတင်မောင်တို့လင်မယားကတော့ဘာမှဝန်မပြောခဲ့ဘူး။ဒါဒါဆိုဟိုဟိုမြင်းနဲ့ဖုန်းကြောင့်ဖြစ်မယ်။ဘယ်မြင်းနဲ့ဖုန်းလဲ။ချက်ကိုပြကြည့်စမ်းမအောင်။ဒီဒီဟာပဲစရာ။တခိုင်ကမတိကြည့်ရောက်ဆောင်ပြီးပြည့်ရဲ့တုံးမိလိုက်တော့မြင်းနဲ့ဖုန်းထည့်ထားတဲ့ရိုးသက်သားကိုတီဟကိုယ်နဲ့ယူလာပေးတယ်။အဲ့ဒီမြင်းနဲ့ဖုန်းကြောင့်ကျုံမျက်နှာအခုလိုဖြစ်ရတာ။ ကျုပ်မျက်စိရှိရယူတော့ပါတော့ဗျာယူတော့ပါတော့တီတီမျက်နှာဖုံးကိုဆက်ပြီးသုံးညင်သေးလားဟမ်မသုံးဘယ်တော့မှမသုံးဒီဟာရဲ့စကားကိုကြားလိုက်ရတော့လဝါပေါ်တင်ထားတဲ့ပီရမျက်နှာဖုံးကိုအားလုံးရဲ့ရှေ့မှာမီးရှို့ဖျက်ဆီးလိုက်တော့တယ်ကောင်းပြီဒါဆိုကျုပ်နာတိုးလာခဲ့အနာတိုးလာတဲ့ဒီဟာကိုမျက်လုံးမှိတ်ခံပြီးတော့မျက်နှာကိုလက်နဲ့တတ်ချပေးလိုက်တော့ဒီဟာရဲ့ငကိုမူလမျက်နှာအတင်ကိုပြပြောင်းသွားခဲ့တယ် ဟုတ်တယ်ဒါဒါမှငမ်းမျက်နှာအစ်စ်ဒါမှငမ်းမျက်နှာအစ်စ်အမလီချုံလိုက်တဲ့ငါလေးပိတ်ကိုချိုးတဲ့ငါလေးဘောင်ကိုချီငိုလိုက်ရီလိုက်ဖြစ်နေတဲ့တီဟာရဲ့အကြောင်းကိုဥတည်မောင်တို့လင်မြသိအောင်တက်ခိုင်ကအခုလိုပြောပြခဲ့လေတယ်သူလှုပ်ခဲတဲ့အခုသူအကျိုးဆက်တွေကြောင့်အခုလိုအယုံနဲ့ဘွားကိုရောက်နေရတော့တာပေါ့ဒါပေမဲ့စိတ်မပူပါနဲ့ဒီဝေဒနာတွေပြောက်ကင်းသွားတဲ့အခါ ဘာသာသာသနာအကျိုးတည်ဝူးနိုင်တဲ့ယဟန်တစ်ပါးဖြစ်လာလိမ့်မယ်လို့ကြုတ်အတက်ပြောနိုင်တယ်။ပေးရမျက်နှာဖုံးကိုလက်ပေါ်တင်ပြီးအာယုံခံကြည့်တော့ကတက္ကံရဲ့တတိယမျက်လုံးချစ်စီအစွမ်းနဲ့မြင်လိုက်ရတာတို့ကိုပါပြောပြခဲ့လေတယ်။အဲ့ဒီချိန်တော့ကတက္ကံရဲ့အာယုံထဲမှာတိဟာကဥတုမနာဆိုတဲ့ဘွဲအမိနဲ့ဘာသာသာသနာအကျိုးကိုတည်ပိုးနေတာကိုမြဝတဲ့ချင်းတွေ့လိုက်ရလေတယ်။ဒီနေရာမှာတက္ကံရဲ့ပထမခြေလန်းကိုစတင်ခဲ့ပါတော့တယ်။ နဝထုတ်လေးမှလည်းတက်ခိုင်နေနဲ့ဘလုံနီးလန်းတွေတုံးပြီးတော့ခိုင်းတော်တာဝန်ကိုထမ်းဆောင်မလဲဆိုတာပရိသတ်ကြီးကစောင့်မျှော်အားပေးနားစင်ပြေးကြပါအောင်နော်အချိန်ပြေးပြီးနားစင်အားပေးကြတဲ့ပရိသတ်တွေတူကြီးစီကိုခြေစုပ်ထူးပဲတည်ရှိသလိုဆိုင်ရင်စီကဇေနရမညောက်လေခြေစုပ်ထူးပဲတည်ရှိပါလေရှင်ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစေထာဝရပန်းဆိုင်နိုင်ကြပါစေရှင်။